အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြွဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အိမ်တွင်းတိုက်ပွဲဆိုတဲ့ဝတ်ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အိမ်တွင်းတိုက်ပွဲမောင်ကျော်စွာကျွန်တော်အိမ်တွင် အမိုက်များလာရှင်ပေးနေသည် ကျွန်တော်အိမ်တွင် အမိုက်အဖွာဆုံးတတဝလေးတွေမှာစာကလေးတွေဖြစ်သည်ကျွန်တော်ကမနက်ခင်းလမ်းလျှောက်ထွက်လျင်စာကြည့်ခန်းပရင်တကားတွေကိုဖြန့်သွားလေးရှိသည် အိမ်တွင်အနက်အသက်ကောင်းစေရန်ဖြစ်သည်ကျွန်တော်အိမ်တွင်မရှိသည့်မနက်2နာရီ3နာရီကာလအတွင်းကိုရွှေစာတို့ကအစွမ်းကုန်တောင်းကြတော်သည်အိမ်ထဲကိုဝင်ကြသည်အမိုက်အမြင်တွေတည်လာကြသည်မျက်နှာကျက်မီးလုံးထားသည့်နေရာတွင်မှအတိုက်ဖွဲ့ကြရန်ဖြစ်သည်ကျွန်တော်ကအမြင့်ကိုမတန်နိုင်ပါ မတော်ပြုတ်ကြ၍ပေါင်ခြေတော့ကျိုးလျင်ဒုက္ခများမည်ထိုကြောင့်မောင်ကျော်စွာကို အကူအညီတောင်းရသည် ူကတပတ်တစ်ခါလောက်မျက်နှာချက်သေးကိုနှိုက်ပြီးအမိုက်တွေကိုလာရှင်းပေးတတ်သည်။ကျွန်တော်တို့အိမ်ရှင်းနေစဉ်တွင် ကျဲလောင်သောအော်ဟစ်တန်တွေကြားရသည်။အိမ်အနောက်ဘက်မှလင်မယားတွေရန်ဖြစ်နေကြသည်။ထိုလင်မယားက အလွန်ဆိုးလာသည်။နေညမရွေရန်ဖြစ်နိုင်ကြသည်။ဆဲဆိုအော်ဟစ်ကြသည်မှာ မကြားဝမနာသာစကလုံးတွေနေဖြစ်သည်။ကျွန်တော်တို့လည်းတန်ရှင်းရေးပြီးသွားသဖြင့်အိမ်ရှင်းတွင်ထိုင်နာရင်း လက်ဖက်သုံးထညံရေနှင်းကြမ်းတို့ဖြင့်အပန်းဖြေကြသည်ယခုတလော ကျွန်တော်အိမ်တွင်ထညံအလွန်ပေါ်နေသည်ကျွန်တော်မိတ်ဆွေများကကျွန်တော်ထံနှီးမျိုးစုံနှင့်ပေးပို့နေကြသောကြောင့်ဖြစ်သည် ကျွန်တော်မှတစ်ခုခုကိုမငြီးရလောက်အောင်ပင်အတန်ကြားလိုက်သည်နှင့်ကိုယ့်ကိုချစ်သူခင်သူများကဖြည့်ဆည်းပေးကြသည်အော်ကန်ထူးလာပြီတော့သည်ဆရာဘာတွေပြောနေတာရောဗျဒီလိုပါပဲကွာ မင်းစားနေတဲ့ထညက်ကပကိုးကမိတ်ဆွေတွေပို့လိုက်တာကွာဟိုမှာတထုပ်ရှိသေးတယ်စာအုပ်လက်မှတ်ထိုးတဲ့နေ့ကလာပို့ထားတာစားတာစားကွာထညက်တွေကကောင်းလိုက်တာဆရာဟာဒီလင်မယားကလည်းညစ်ပတ်လိုက်တာမောင်ကျော်စွာငါလည်းဒီရက်ကွက်ကိုရောက်စားကအဲ့ဒီစကလုံးကြီးတွေအတွက်အတော်လေးစိတ်ပြတ်မိတယ်ကွာခုတော့ရိုးသလိုတောင်ဖြစ်သွားပြီကွာ ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလင်မယားကလည်းရံမဖြစ်တဲ့နေ့ဆိုလို့တနေ့မှမရှိဘူးဆရာရံဖြစ်ရင်လူတွေဟာ လက်တကန်းအကွာလေးမှရှိသားနဲ့ဘာဖြစ်လို့အတန်တွေအကျယ်ကြီးអော်ကြတာလဲဆရာတော်တော်မေးတတ်တဲ့အကောင်ပဲကွယ်ဒေါသထွက်လို့ရံဖြစ်ကြရင် အတန်တွေကျဲလာတာဟာတိုက်မလားပြေးမလားဆိုတော့တုံ့ပြန်မှုနဲ့ဆက်ဆက်နေတာကွာဘာကြီးလဲဆရာ နားမလဲပါဘူး fight or flight ကိုပြောတာကရံွယ်ဖြစ်ဒေါသတွေထွက်လာရင် အုံနောက်ကနေ adrenaline လို့ခေါ်တဲ့ဟော်မုန်းဓာတ်တွေထွက်လွတ်တတ်တယ်လို့ဖတ်ပူတယ်။အဲဒီဟော်မုန်းဓာတ်တွေကြောင့်နှလုံးခုန်ကိုမြန်စေပြီးကြွက်သားတွေတောင့်တင်းလာတတ်တယ်။လူတွေကိုအားအင်တွေပိုပြီးဖြစ်လာစေတယ်လို့ဆိုတာပဲ။အားတွေပြည်လာလို့អော်ကြတာလားဆရာ။ ။ဆွမ်းအားတွေတက်လာတော့လူဟာရာလုံမှုတွေပြချင်လာပြီးရုပ်ပိုင်းဆိုင်ရာပြင်းထန်တဲ့တုံ့ပြန်မှုမျိုးတွေလှုပ်ဖို့အသင့်ဖြစ်လာကြတယ်။အတန်ကျကျဲဩကြတယ်ဆိုတာလေအဲ့ဒီဆွမ်းအင်တွေ ထုတ်ပြချင်တာရဲ့တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီဆိုတာကိုပြသကြတာပေါ့။ရန်ဖြစ်တာတွေကိုဗီဒီယိုရိုက်ထားပြီးအဲ့ဒီလင်မယားတွေပလူပလဲလုံးနေတဲ့အချိန်မှာပြန်ပြလိုက်ရင်ရောတော်တော်ရှက်စရာကောင်းပါတော့ဆရာ။ ။အဆက်အကြောင်းရှိတဲ့သူတွေဟာစကလေးကရံဖြစ်ရမှာကိုကြောက်မှာပါကွာ။အဆက်အကြောင်းမရှိကြလို့ဒီလိုတွေဖြစ်နေကြတာပေါ့။ဒေါ်တာထွက်ရင် အုံနောက်ရဲ့စင်ကျင်ထုံးတရားရှိတဲ့အစိတ်ပိုင်းတွေဟာထိမ့်ကျုံမှုညော့နေတော့တတဲ့။ဒါကြောင့်အတန်မကျန်မိအောင်ကိုကိုကိုသတိပေးဖို့မေ့သွားတတဲ့။ကျွန်တော်ကတော့ဆရာရံဖြစ်တဲ့လူတွေကိုကြည့်ပြီးတော့တိတ်ရီချင်တာ။ဘာဖြစ်လို့လဲကွာ သူတို့ဒေါသတွေထွက်အော်ဟစ်ဆဲဆိုနေပုံတွေကိုကြည့်လိုက်ရင်တကယ့်အယူတွေလိုဖြစ်နေလို့ပေါ့ဆရာဒေါသထွက်လဲရိုက်လိုက်ကြပေါ့တေသွားအေးတာပဲအဲ့ဒီလိုလည်းမဟုတ်ဘူးစကနိုင်လူနေလိုက်ကြတာများရီဆရာရန်ဖြစ်ရင်အော်ဟစ်ကြတာဟာငါတော့ဘယ်လောက်ဒေါသထွက်နေပြီနော်ငါဘယ်လောက်ခံစားနေရသလဲဆိုတာကိုပြင်းပြင်းထန်ထန်ဖော်ပြတဲ့နီလမ်းပဲကွာ ပြောချင်တဲ့စကားလုံးတွေဟာထိရောက်မှုမရှိဘူးလို့ခံစားရလေအတန်ပြင်းအားကို အသုံးပြုပြီး ကိုယ်ခံစားချက်ကို သူ့ထဲထိုးပေါက်ဖို့ကြိုးစားကြတာပေါ့ဒါကဘာလို့လဲဆိုတော့လွှမ်းမိုးချုပ်ကန်လို့စိတ်ပဲကွာလက်နဲ့မတိုက်ခတ်ချင်လို့စကားနဲ့တိုက်ခိုက်ပြီးစကားပြောခွင့်ကိုရုပ်သိမ်းဖို့ကြိုးစားတာလည်းဖြစ်နေတာပဲဟောဆရာတက်ကုန်ပြီနဲ့တူတယ်ဒီမင်းမအတက်ကုန်អော်နေပြီမစိုးရိမ်ပါနဲ့ကွာထုံးစံမှာ မိမကတိတ်လောက်အောင်អော်နေကြပါဘာကြောင့်អော်ကြလဲទីလားမទីလို့ဆရာကိုမေးနေတာလေဟာဟာအဲ့ဒါရည်ရွယ်ချက်ရှိရှိနဲ့အပြင် လူတွေဝင်ပေးကြပါလို့အခုအညီတောင်းနေတာကွာဒါပေမဲ့အရက်ထဲကလည်းទីနေတယ်လေဝင်ဆွဲရင်ပေါ်ပြီးကဲတယ်ဆိုတာទីလို့ဝင်ကိုမဆွဲတာနောက်ဘာဖြစ်လို့အတန်ကုန်អော်ပြီးရန်ဖြစ်ကြလာလဲဆိုတော့သူ့ဘက်ကမှန်နေဆိုတာလူသိရှင်ကြားကြေညာချင်လို့ကွာ ဒါကြောင့်ရန်ဖြစ်နေကြတာမှတ်ထားဘယ်လင်မယားရန်ဖြစ်တဲ့ကြားမှာမဝင်နဲ့ကွဝင်လိုက်ရင်ကိုဖက်ကိုမြားဦးက အလိုလိုရောက်လာတတ်တယ်ငါမိတ်ဆွေကိုချစ်ခင်ဆိုတဲ့လူတယောက်ရှိတယ်ဒီလားလင်မယားရန်ဖြစ်တာဝင်ဆွဲလို့ဓာတ်ထုတ်ခံရပြီးတည်သွားတာတည်တဲ့လူကတည်ပြီးထောင်ထဲသူ့ကိုဓာတ်နဲ့ထိုးသူကဝင်ပြီးလေးနှစ်လောက်ကြာတော့လွတ်လာရန်ဖြစ်တဲ့လင်မယားကပြန်တဲ့ပြီးပေါင်းခလေးတွေတော့အများကြီးရနေပြီ ကဲဘယ်မှာကောင်းလို့လဲနောက်ဘယ်သူရန်ဖြစ်ဖြစ်နားပိတ်ထားလိုက်ကြားလားနားပိတ်ထားလဲကြားနေရတာပဲဆရာမင်းဟိုတခြင်းမကြားဘူးဘူးလားဘယ်တခြင်းလဲဆရာမျက်လုံးဖွင့်ပြီးအိတ်ကြည့်စမှာဆိုတာလေအေးအဲ့ဒီလိုပဲနားဖွင့်ထားရင်မဆွင့်မစ်စင်နဲ့တခုခုမှအာယုံထည့်ထားပြီးအားလုံးမကြားသလိုနေတတ်အောင်လေ့ကျင့်ထားကွခုချိန်ကလူတွေအလွန်အကဲဆက်နေကြတဲ့အချိန်ပဲ။ ရှာရဖွေရလည်းအဆင်မပြေ။ကုံစင်းနှုံးတွေကတက်။ဝင်ဝင်နဲ့ထွက်ငွေကမမျှ။ဟိုကြောက်ရဒီကြောက်ရတာတွေလည်းရှိသေး။အိတ်ခေါင်းချင်းမအိယာစားကောင်းချင်းမစားရဆိုတာတွေဟာတာမန်လူရန်းစားတွေအတွက်ဖိစီးမှုတွေပဲ။အဲ့ဒီဖိစီးမှုတွေကိုထွက်ပေါက်တွေရှာနေကြတာ။မရှိရှိတဲ့ထွက်ပေါက်ကိုရှာရင်အိမ်နွေးတိုက်ပွဲတွေဖြစ်နေကြရတာ။ဒီတော့တတိထားกว่า။ဟုတ်ကဲ့ပါဆရာ။ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွန်ရေးသားထားတဲ့အိမ်တွင်တိုက်ပွဲဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အဖေအတွက်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အဖေအတွက်မင်းမကြီးတခုလောက်ပြောချင်တယ်ကွာပြောလေဘာပြောမလို့လဲ အဖေကွာသူ့ကိုဖုန်းအသစ်ဝယ်ပေးတဲ့သူအခုသုံးနေတဲ့ဖုန်းကို तू မသုံးချင်တော့ဘူးတဲ့သူသုံးနေတဲ့ဖုန်းကဘာဖြစ်လို့လဲသူ့ဖုန်းကကီးပတ်ဖုန်းလေဘာမှကြည့်မရဘူးတဲ့သူမိတ်ဆွေတွေသုံးနေတဲ့ Android ဖုန်းမျိုးပဲဝယ်ပေးပါတဲ့သူလဲ social media တွေသုံးကြည့်နေတယ်တဲ့ဟုတ်သားပဲအဖေကတယောက်တည်းအိမ်မှာပြင်းနေတာဝယ်ပေးလိုက်ပါရှင်ဟာကွာ Android ဖုန်းတွေကဈေးကြီးပါပြီနဲ့။ဘာဖြစ်ဖြစ်လဲဝယ်ပေးလိုက်ပေါ့။အဖေလိုအဲ့လိုတောင်းနေတာပဲ။တခါမှလည်းဟိုဟာဝယ်ပေးဒီဟာဝယ်ပေးပြောပူတာမှမဟုတ်တာ။ Android ဖုန်းဝယ်ပေးတာဟုတ်ပါတယ်။သုံးတာအောင်မှာငါပဲသူ့ကိုသင်ပေးရမှာ။ဒီမှာကီးပတ်ဖုန်းတော့ကလည်းသုံးတတ်တာမဟုတ်ဘူးလေ။ဒီလိုပဲသုံးရင်တတ်သွားတာပဲမဟုတ်လား။ခုလည်းဝယ်ပေးလိုက်ပါတတ်သွားမှာပေါ့။ဒီလိုလုပ်ရအောင် ဘယ်လိုလုပ်မလို့လဲငါဖုန်းကို အဖေကိုပေးလိုက်မလဲပြီးတော့ငါကဖုန်းကောင်းကောင်းဝယ်ကန်လိုက်မယ်မကောင်းဘူးလားအိုးဘယ်လိုပြောလိုက်တာလဲရှင်ចောင်းသားဘွားကရှင်အဖေစပင်းဝယ်ခြင်းလို့ဆိုပြီးကျမတို့အိမ်မှာပတ်စလာချစ်တာတည်လားဘာဖြစ်လဲအဲ့ဒါသူစီးနေတဲ့ဟမ်ဘာစပိန်ကြီးကဟောင်းနေပြီလေအဲ့ဒါရှင်ရှစ်တန်းရောက်တော့ចောင်းကိုစပိန်အစ်စ်လေးစီးစေခြင်းလို့ဆိုပြီးကျမအဖေစီမှာပတ်ဆက်လာချီတာ ျမအဖေက ကိုခင်မောင်ရဲ့တဲ့ခမားစပင်းအဟောင်းကြီးကိုတားကိုပေးပြီးခမားကစပင်းအစ်စ်လေးဝယ်စီရောပေါ့လို့ပြောလိုက်တော့ရှင့်အဖေကဘာပြန်ပြောတယ်လဲသိလားငါအခုမင်းပြောလို့ဒီအကြောင်းသိတာအဖေဘာပြန်ပြောတယ်လဲအထိတ်မအနေနဲ့လက်ဆောင်ပေးတယ်ဆိုတာအဟောင်းပေးလို့ပဲကောင်းပါလေတဲ့အဟောင်းစီချင်းစီ သူပဲစီးပါမယ်တဲ့လေတားကိုအစ်စ်လေးပဲဝယ်ပေးချင်တယ်တဲ့ဟုတ်လား အဖေကအဲ့ဒီလိုပဲပြောသလားရှင်အဖေကအဲ့ဒီလိုပြောပြီးပတ်စံယူသွားတာသူ့စပိန်အစုံလေးကိုစီးပြီးထွက်သွားတာကျမမျက်စိတွေကမထွက်ဘူးသူကအဲ့ဒီစပိန်အစ်စ်ရှင်ကိုလက်ဆောင်ပေးတာကျမတို့တမီးကြီးစားဘွားမှာဖះကိုအဲ့ဒီစပိန်လေးစီးပြီးသွားခဲ့တာမှတ်မိသေးတယ်ပေးချင်းပေးအစ်စ်ပဲဝယ်ပေးပါရှင်ကျမအိမ်စိတ်တွေကရှော့သုံးပါမယ်အေးပါကွာငါဒီနေ့ပဲဖုန်းအစ်စ်တလုံးရုံးကပြန်လာရင်ဝယ်ခဲ့ပါမယ် ူယုံကိုထွက်သွားသည်မကြမီဦးခင်မောင်လည်းလမ်းလျှောက်ပြန်လာသည်သူကပြုံးရွှင်နေပြီးတမီးရဲ့တမီးဟုခေါ်လိုက်သည်ရှင်အဖေဒီမှာအဖေဖုန်းသလုံးရလာပြီဦးခင်မောင်ကဖုန်းသလုံးကိုထောင်ပြသည်အဖေဘယ်သူဖုန်းကြည့်လဲငါနဲ့လမ်းလျှောက်ဖို့တယောက်ဖုန်းဟာသူကဖုန်းသိဝယ်ကံမလို့ဆိုပြီးဒီဖုန်းကိုငါပြန်ရောင်းတာ။ အဖေကဘယ်မှာပတ်စံရှိနေလို့လဲပတ်စံကသူ့ကိုအရစ်ကြပေးတဲ့ဘယ်လောက်တောင်လဲအဖေ၃သိန်းတဲ့တမီးကိုပြပါအောင်ဒီမှာအဖေမော်ရယ်အောက်နေပါပြီဒါချင်းမကင်ပါနဲ့ညနေအဖေသားရုံကပြန်လာရင်ဖုန်းအသေးဝယ်ခင်မဲတဲ့ဟေးဟုတ်ရဲ့လားဟုတ်တယ်အဖေခုနကပဲပြောသွားတာဟုတ်လား ဒါဆိုရင်ဒါကြီးပဲလို့လုပ်ရမလဲ။သွားပြန်ပေးလိုက်ပေါ့အဖေ။အဖေဖုန်းအစ်စ်ရတော့မယ်လို့ပြောလိုက်ပေါ့။အေးအေးအေးဖုန်းအစ်စ်ပဲကင်တော့မယ်။ခုပဲသွားပေးလိုက်မယ်။ Okay မောင်ပြန်ထွက်သွားသည်။သူတနေ့လုံးပြောနေသည်။တမီငါကဖုန်းပဲလို့တုံးရတယ်ဆိုတာပြပေးအောင်နော်။ဟုတ်ကဲ့အဖေ။ညနေအဖေကဗရင်းပေါင်းမှလမ်းပေါ်ကိုခလေးတယောက်လိုမျောနေသည်။ 9နာရီ6နာရီ9နာရီအိုးခင်မောင်ထမင်းမစားသူ့ချွေးမကဘယ်လိုပင်ချော့ကျွေးတော်လဲမစားဟိုကောင်ကလည်းမလာနိုင်ဘူးလာမပါအဖေ10နာရီလောက်မှသားဖြစ်သူပြန်ရောက်လာသည်အိုးခင်မောင်ကအဲခန်းတွင်ပြုံပြုံကြီးကြီးနေသည်ဘာတခေါမှမပြော သူကအိမ်ပြန်လာပြီးကလေးကရေချိုသည် ထို့နောက်ထမင်းစားရန် ထမင်းစားခန်းထဲဝင်သွားသည် ။အိုးခင်မောင်ကထမင်းစားခံနေလိုက်သွားသည်။ထမင်းစပွဲတွင်ဝင်ထိုင်သည်။အဖေလည်းမစားရသေးဘူး။ဟုတ်လား။ဘာဖြစ်လို့အဖေကိုခုထိထမင်းမကြွေးသေးတာလဲ။ကြွေးပါရဲ့ရှင်။အဖေကမစားဘူးရှင့်ကိုမျောနေတာ။ဟာထူးထူးဆန်းဆန်းဘာဖြစ်လို့မျောရတာလဲ။ရှင်မေ့သွားလား။ဘာလဲကွာ။အဖေအတွက်ဖုန်းဝယ်ခဲ့မယ်ဆိုတာလေဟာကောင်းကွာမိသွားတယ် ဒီနေ့ယုံကအစည်းအဝေးကလည်းငားနိုင်မှပြီတာကွာအဖေရေဖုန်းအစ်စ်ဝယ်မလို့ပါမေ့သွားလို့ဦးခင်မောင်ဘာမှမပြောထမင်းစပွဲမှထထသွားပြီးသူ့အိတ်ခမ်းထဲကိုတန်းဝင်သွားသည်အဖေထမင်းစားအောင်နေဦးခင်မောင်ထိုညအခမ်းထဲကမထွက်တော့ပါနောက်တနေ့မနက်လည်းအစောကြီးလမ်းလျှောက်ထွက်သွားသည်တကားတွင်စားတဆောင်ကတ်သွားသည် အဖေအတွက်ဖုန်းမဝယ်ပါနဲ့တော့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အဖေအတွက်ဆိုတဲ့ဝတ္ထုတော်လေးပြီးစလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွေ့အကြုံတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့အပြောင်းအလဲဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အပြောင်းအလဲ ကျွန်တော်ရန်ကုန်ကိုရောက်စားလောက်ကလှဲတန်းတွင်အဆောင်ငားနေရသည်ကျွန်တော်အလောက်ကရန်ကုန်မြို့တွင်33လမ်းတွင်ဖြစ်သည် နေသည့်အဆောင်ကဘူရာနှင့်နေသည့်ဖြစ်ကျွန်တော်သည်အလောက်သွားအလောက်ပြန်မြို့ပတ်ရထားကိုသာစီးရသည်မှအဆင်ပြေသည်ဘတ်စကားစီးလျင်လှဲတန်းမှတ်တိုင်မှအဆောင်ကိုပြန်လျှောက်ရသည်မှဝေးသည်ဖြစ်ရထားကိုသာစီးသည်ကျွန်တော်မနေ့ဆော့ဆော့ရထားစီးသည်6နိုင်လောက်လှဲတန်းဘူရာကိုရောက်နေပြီး ထိုအချိန်လောက်စီမှလူချောင်းသည် နောက်ကျလင်ယထားပေါ်တက်မရလောက်အောင်ဖြစ်တတ်သည်ညနေဆိုလဲကျွန်တော်ယုံက9နာရီလောက်မှဆင်းသည် မိုးချုပ်လေယထားစီးသူနဲလေ ဖြစ်ပြီးနေရရသည်ကျွန်တော်လှဲလန်းဘူတာရောက်လင်10နာရီကျော်9နာရီလောက်ဖြစ်နေပြီကျွန်တော်ကဗဟိုလန်းပေါ်ရှိထမင်းကြော်ဆိုင်တွင်ညစားစားသည် ထိုဆိုင်ကစီးတတ်သည် ထမင်းကြော်တပွဲဆိုလင်အတော်ပဲဖြစ်သည် ကျွန်တော်ညစဉ်စားသည်ကဘဲဥဟင်းသားဖြစ်သည်လဲလန်းတွင်နေခဲ့သည့်ကာလတလျှောက်လုံးဘဲဥဟင်းနှင့်သာစားသည်ဖြစ်ရာကျွန်တော်ဆိုင်တွင်ဝင်ထိုင်လိုက်သည်နှင့်သပွဲတို့ဦးလေးကြီးသည် ကျွန်တော်စားနေကြအတိုင်းဘဲဥဟင်းနှင့်အဆက်ငယုပ်သေးကြောင့်မထဲပဲလာချပေးတတ်သည်ကျွန်တော်ကိုတခေါမျှလာမမေသူကနေ့စဉ်ဘဲဥဟင်းနှင့်တပတ်လောက်မပြတ်မကွက်လာစားသည် သူ့ဖောက်သည်ကိုကောင်းစွာသိပြီးမှားစရာမလိုအော်တိုလာချပေးနေခြင်းဖြစ်သည် ကျွန်တော်ကလည်းဟင်းကြီးများသူလည်းမဟုတ်ရာသီလစာအဆောင်စိတ်ပါညာနှင့်ရန်ကုန်တွင်လောင်းကအောင် ချုပ်ချန်နေရသည့်ဖြစ်ရာဈေးအတ္တဆုံးဘဲဟင်းနှစ်သားစားနိုင်သည့်အနေအထားဖြစ်သည်ညပိုက်စာလင်းအိတ်မပြောမီကိုစိုးရင်တဖြစ်ဘိုင်ပြေယုံတသက်သားစားနေခြင်းဖြစ်သည်ထိုနေ့ကကျွန်တော်ဆိုင်ထဲဝင်လိုက်တော့တတော်နှင့်ထမင်းပွဲလာမချသည့်ဖြစ်နောက်ကိုလှည့်ကြည့်မိသည်ကျွန်တော်ကိုဇပွဲလာထိုးပေးတတ်သောဦးလေးကြီးကိုမတွေ့ ကျွန်တော်ကစပွဲလိုက်ထိုးနေသော ကောင်မလေးတစ်ယောက်ကိုတမီးရေဟုခေါ်လိုက်သည်။ကြောင်းစရာလူထွက်ဖြစ်နေသည့်ဖြင့်ကျွန်တော်တပည့်သုံးတန်းလေးတန်းအရွယ်ကလေးမလေးကိုတမီးဟု ခေါ်လိုက်ခြင်းဖြစ်ပါသည်။ကလေးမလေးကစက်တောင်စီလေးနှင့်ပကွက်တွေဝိုင်းနေအောင် ပားပြင်ပေါ်တွင်လှုပ်ထားသည် သူ့အပြုံးလေးကတတက်လေးကြောင့်ချစ်စရာကောင်းနေသည်ဘာစားမလဲရှင်ထမင်းကြောက်တပွဲဘာရင်းနဲ့သုံးဆောင်မလဲရှင် ဘဲဦးအော်ဘဘပြောနေတဲ့အက်ဒီတာကြီးဆိုတာလားမသိဘူးဟေးဒီဆိုင်ကစပွဲတော်ဦးလေးကြီးကသမီးနဲ့ပါတော်တည်းသမီးအဖေဘယ်သွားလို့လဲဘဘကနေမကောင်းလို့သမီးကအစားဝင်ပေးတာအေးကွာဘဲဦးနဲ့တပွဲငြုတ်တီးကြော်မထက်နဲ့ကလေးမလေးကဟိုကြည့်ဒီကြည့်လို့ပြီးဦးလေ ဘဲဥဟင်ဆိုတာတကယ်တော့ကြက်ဥဟင်ပဲပဲပင်ပေါကြောဂေါ်ဗီကြော်တွေနဲ့ပြောင်းစားကြည့်ပါလားဈေးလဲတက်တာတဲ့အပြောင်းအလဲပေါ့ဟေးဟုတ်လားကောင်းတာပေါ့ပဲပင်ပေါကြောနဲ့လောက်ကွာထမင်းကြော်နဲ့ပဲပင်ပေါကြောကိုစားရတာလည်းအဆင်ပြေပါသည်ဈေးကတစ်ကြက်လောက်กว่าသည်ကျွန်တော်စစောကအဘဲကြောင့်မတွေ့မိသည်နီစားကောင်းလာဦးလေကောင်းတာပဲကွာ အဲ့ဒါဘဘကဦးလေးကိုမပြောရဲလို့တဲ့။တမီးကိုပြောခိုင်းတာ။တခါတလေအပြောင်းအလဲလေးများဖြစ်အောင်အဲ့ဒီဆရာကြီးကိုပြောကြည့်ဆိုလို့ပြောတာ။ကောင်းတယ်ကောင်းတယ်စားလို့ကောင်းတယ်။ကျွန်တော်နောက်တနေ့ညထမင်းကျော်လာစားသည်။ကလေးမလေးကမှတ်ထားသည်။ကျွန်တော်ကိုပဲပေမောင်ကျော်နဲ့လာချပေးသည်။နောက်တနေ့လည်းပဲပေမောင်ကျော်နဲ့လာချပေးသည်။ အမှန်အတိုင်းဝင်ခံရလျင်ကျွန်တော်လည်းထမင်းစားရသည့်အခါတွင်အညင်နဲ့လေးပါမှစာဝင်သည်ပဲပင်ပေါက်သည်တစ်ရက်ကောင်းနှစ်ရက်ကောင်းတော့လဲသုံးရက်မြောက်နေ့တွင်တိတ်မကောင်းသလိုခံစားရသည်လေးရက်မြောက်နေ့တွင်စိုင်တဲမဝင်မီကလေးကအထဲကိုကြည့်လိုက်သည်ဦးလေးကြီးပြန်ရောက်နေသည် ကျွန်တော်ကိုသူက တွေးလိုက်သည်နှင့်ထမင်းကြော်သွားထဲနေပြီကျွန်တော်ကမှားချိန်ပေမရလိုက် သူကပကံကိုလာချပေးသည် ကျွန်တော်ပကံသေးကိုကြည်လိုက်တော့ဘဲဥချင်ရဲ့ဟင်းနဲ့ဖြစ်နေတဲ့ပြေဝမ်းသာသွားသည်။ဦးလေးနေကောင်းသွားပြီလား။သမီးလေးရောကောင်းသွားပြီဗျ။ဦးလေးသမီးကတိတ်သွတ်တာပဲနော်။ဟုတ်ကဲ့။ဒါနဲ့ဦးလေးသမီးကိုကျွန်တော်ပဲဝင်မောက်ကျော်ပြောင်းစားဖို့ပြောထားသေးလား။မပြောမိပါဘူးဗျာ။ဘာဖြစ်လို့လဲ။အော်ဘာမှမဖြစ်ပါဘူး။ ဦးလေးမလာတဲ့နေ့တွေမှာကျွန်တော်ပဲပင်မောက်ကြောင်နဲ့စားနေရလို့ဟုတ်တယ်၃ရက်လောက်ကြက်ဥဝယ်မရဘူးကြားတယ်ကြက်တော့ကွေးဆိုလားပဲဒီနေ့မှပြန်ရတာဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့အပြောင်းအလဲဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်